တဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့ယခုကာလမှာကျမတို့တို့အကာအကွယ်ယူနိုင်တဲ့ဂါထာလေးတွေကို ကျမကမျှဝေပေးချင်ပါတယ်။ပထမဦးစွာဇလုံးပြီးတော့ပြန်ဂါထာကိုကျမကမျှဝေပေးချင်ပါတယ်။ဇလုံးပြီးတော့ပြန်ဂါထာဟာဆိုရင်ဘေးအန္တရာယ်ပေါင်းမှာကင်းဝေးစေဖို့မိသားစုနဲ့မခွဲမခွာစနစ်သားလေးထိုင်နိုင်ဖို့စစ်မှန်တဲ့ငြိမ်းချမ်းအေးချမ်းမှုရရှိဖို့အတွက်ရည်မှန်းပြီးတော့ယူဆနိုင်ပါတယ်။ဇလုံးပြီးတော့ပြန်ဂါထာကို စမခန်ဂါထာလို့လည်းခေါ်ပေါ်ကြပါတယ်။ ၎င်းဇလုံးပြည်တော်ပြန်ကတာရေးရဆိုရင်ငရင်ဘေးပါဝင်တဘာဝဘေးအန္တရာယ်ပေါင်းလို့မှကင်းဝေးဖို့အတွက်ရည်ရွယ်ရုပ်စုပူဇော်နိုင်ပါတယ်။ကာတာရဲ့ငွေရွယ်ချက်ကတော့တဘာဘယံဇယောဇယမင်္ဂလန်လို့ပါတဲ့အတိုင်းဘေးအန္တရာယ်အလုံးကိုအောင်မြင်မှုအတွက်ဖြစ်ပါတယ်။အထူးသဖြင့်တော့ရာဇဘေးစောရဘေးစတဲ့လူလူကြောင့်ဖြစ်တဲ့ဘေးတွေ ဥဒကပေရေပေအကိပေမိပေစားရတဲ့ဘာဝပေးတဲ့အပြင်တတပေအသက်ဆုံးရှုံးနိုင်တဲ့ပေအန်ဒီအားလုံးကိုကာကွယ်ပေးတဲ့ဂါထာတစ်ပုဒ်ဖြစ်ပါတယ်ယခုပြည်တော်ပြန်ကာထာအပြင်မြန်မာဗုဒ္ဓဘာသာဝင်များက နေရင်ပြီးကောက်ရဲ့အတွက်အထူးရွေရွေယူဆကြသောကာထာတွေလည်းရှိပါသေးတယ်။ဒါကတော့မုံရွာမုံညင်းတမှုတွေစီရောပုဂ္ဂိုလ်မှန်နိုင်ကာထာငလျင်ကာကာထာလို့လည်းခေါ်ပါတယ်။လူသိများပြီးတော့ ငလျင်ဘေးမှာကင်ဝေးနိုင်ရန်နေစဉ်ရွတ်ဖတ်ပူဇော်နိုင်ပါတယ်။ယခုငလျင်ကာကာရာသည်နေစဉ်ရွတ်ဖတ်ပူဇော်ခြင်းအပြင်မိမိတို့နေအိမ်တိုက်တာများရဲ့ကောင်းရင်ဘက်သို့မဟုတ်မြင့်မြတ်တဲ့နေရာမှာမိတူကူ၍ကတ်ထားခြင်းဖြင့်လည်းဘေးကင်းအောင်ပူဇော်နိုင်ပါတယ်။ယုံကြည်ချက်ခိုင်မာစွာဖြင့်ရွတ်ဖတ်ပူဇော်ပါကစိတ်အေးချမ်းသာ၍ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါလိမ့်မယ်။ဒါပြင်ဖျားရှင်မေတ္တာကရုဏာဖြင့်ဆောက်ရှောက်မှုကိုရရှိနိုင်ပါလိမ့်မယ်။ ဇလွန်ပြီးတော့ပြန်ကာတာကိုရုတ်ဖတ်ပူဇော်ပြပါမယ်။ ETP ကတည်းကအနေဆန်ဒုက္ခအနတ္တတရားဘောဇင်ကိုအထင်ကြီးကိုမက်ကိုစတုပဋ္ဌာနံတပတ္တအိန္ဒောသာသာသူရိယောအောင်းနမောမေတ္တာနံရာဇာဘိယံစောရဘိယံဥဒကဘိယံအဂိဘိယံတတဘိယံတပဘိယံဇေယောဇယမင်္ဂလံအနေဆန်သင်္ခတံပရိစ္ဆသမုပ္ပန္နံခရဓမ္မံဝရဓမ္မံဝိရာဂဓမ္မံဒိယောရဓမ္မံခမန္တိဖြစ်ပါတယ် မုံညင်းတမုတ်တိမန္တိုင်းနေလင်္ကာကာထာတော်ယောတိဟိဒီဝဒေဝကံဓမ္မမကဖလန္တတော်နမာမိတံအရဟံမကံနောတော်ပါလေတူပါတူဟောဖြစ်ပါတယ်စတောမိဆွေများအားလုံးဒီလေတဘာဝဘေးအန္တရာယ်ပေါမှာကင်းဝေးပါစေလို့ဆုတောင်းမေတ္တာပို့သပေးလေပါတယ်ရှင်ကျေးဇူးများဤတမာတဲ့မင်္ဂလာရှိရနေရလေးဖြစ်ပါစေ